အခုမှပဲကိုယ့်ကိုယ်ကိုစပါတင်းကနဝင်လို့ပြောနိုင်တော့တယ်ဆိုတဲ့ဆွန်ဟောင်းမင်းပရိသတ်များလို့ပဲမိမာများအင်္ဂလိပ်စကားကနေပြန်လေးကြိုလိုက်ပါရင်မန်ချက်စတာနိုင်ထက်အသင်းကိုနိုင်ရပြီးယောဘာလီဖလားကိုပထမဆုံးအာရှသားအသင်းကောင်းဆောင်ဖြင့်ကိုင်မြောက်ခွင့်ရခဲ့တဲ့ဆွန်ဟောင်းမင်းကတော့ပွဲပြီးမှသူကတော်တန်ဟော့စပါအသင်းရဲ့ကနဝင်ကစားသမားအသေးချာဖြစ်ပါပြီဆိုပြီးပြောခဲ့ပါရင်စပါတင်းပရိသတ်တွေကဆွန်ကိုစပါကနဝင်ကစားသမားအဖြစ်အစောကတည်းကပြောခဲ့ပေမဲ့ဆွန်ဟောင်းမင်းကမကန်ယူဝင်းခဲ့တဲ့အကြောင်းကိုပြောခဲ့ပါရင် ဆိုတော့ကျွန်တော်တို့ဒီနေ့ပိုင်းနေတဲ့မှာကိုယ့်ကိုစပွားသင်းရဲ့လမ်းချမ်းတယောက်လားဆိုပြီးကိုယ့်ကိုပြန်မေးနေနေရှိပါတယ်။ကျွန်တော်စပွားကိုရောက်ရှိလာတာဆယ်စုံနှစ်တခုကြာခဲ့ပါပြီ။နှစ်တိုင်းကျွန်တော်ပေးဆက်နိုင်တာတစ်ထပ်ပို့ပြီးလုံနိုင်ခဲ့တယ်လို့ထင်ပါတယ်။ဒါပေမဲ့ကျွန်တော်ကစပွားနဲ့ဘာမှလာမရသေးဘူးလေ။အသင်းကိုဖလားရအောင်မကူညီပေးနိုင်သေးပါဘူး။အဲဒါကြောင့်ကျွန်တော်ဟာစပွားရဲ့လမ်းချမ်းဟုတ်ရင်လားစပွားသင်းရဲ့လမ်းချမ်းတယောက်ဖြစ်ဖို့ထိုက်တန်ရလားဆိုပြီးအမြဲကိုယ့်ကိုမေးနေတော့တာပါပဲ။တခြားသူတွေဘယ်လိုမြင်မြင်ကျွန်တော်ကတော့ဖလားမရပဲကိုယ့်ကိုလမ်းချမ်းလို့မသတ်မှတ်ပါဘူး။ဒါပေမဲ့ဒီနေ့မှာတော့မီဒီယာတွေရှင်းပါပဲ။ ကျွန်တော်ဒီကဘာလုံးရဲတင်းတင်းပြောရပါပြီ။ကျွန်တော်ဟာစပါတင်းရဲ့လက်ချက်ပါ။ဆော်မင်တယောက်ယောပါလီဖလားစုခုခဲ့အပြီးမှာသူ့ရဲ့ရင်းနှီးခံစားချက်တွေကိုဖွင့်ရလာခဲ့တာပါ။သူကယောပါလီပိုလိုဝဲကစားရဖို့တပတ်လောက်အလိုပါရင်ပွဲအကြောင်းကိုတွင်းရင်ရင်ခုန်နေရတော့အိမ်မက်မက်တာတွေနဲ့ညဘက်တွေအိမ်မပြောခင်းတဲ့အကြောင်းတွေကိုလည်းပြောဆိုခဲ့ပါသေးတယ်။အခုတော့ယောပါလီဖလားကိုရခဲ့တဲ့အကြောင်းညဘက်ကောင်းကောင်းအိပ်ပျော်ပါပြီဆိုပြီးပြောခဲ့ပါတယ်။ဆိုတော့ဆက်လက်ပြီးတောင်ကိုရီးယားမှာဆိုရင်ကျွန်တော်ဖလားကန်နေတဲ့အချိန်ကမနေ့ပိုင်းအာယုံတက်ချိန်ကြီးပါ။ဒါပေမဲ့တို့တွေကျွန်တော်ကို စပားကိုတခဲနဲ့အားပေးနေကြပါပါသူတို့ရဲ့အားပေးမှုတွေကိုကျေးဇူးများကြီးတင်ပါတယ်အဲ့ဒီတော့လည်းတောင်ကိုရီးယားလိုမျိုးဖြစ်ရတာကိုယ်ယူမဆုံးပါပဲဆိုပြီးပြောခဲ့ပါသေးတယ်အဲ့ဒီကြောင့်ဒီအပြင်ဆော်မီနဲ့အတူစပားအသင်းမှာအတွဲဖမ်းမိခဲ့ပေမဲ့ဂျာမန်ကလပ်ဘိုင်ယန်မြူးနဲ့အသင်းကိုရောက်ရှိသွားခဲ့တဲ့ဟာရီကိန်းကိုလည်းဆော်မီတယောက်ပြောခဲ့ပါသေးတယ်ကျွန်တော်မိတ်ဆွေကောင်းတယောက်ဖြစ်တယ်လို့အသင်းဘော်ကောင်းတယောက်ဖြစ်တဲ့ဟာရီကိန်းကလည်းဘိုင်ယန်မြူးနဲ့အသင်းနဲ့အတူဘွန်ဒက်လီဂါပလားကိုရောက်ရှိခဲ့တာဆိုတော့အတိုက်အခံအလွန်ပါပဲသူကဆူလာရီနဲ့ထိုက်တန်ဆောင်ကစားမတယောက်ဆိုတော့ကျွန်တော်အထူးတလဲတော့ပြောစရာမလိုပါဘူး အခုလော special ခိုင်းတက်မှာကျွန်တော်သူ့ကိုတကားတကွန်းလှမ်းပြောချင်တယ်ဗျတကယ်ကြီး Harry ငါတို့လည်းဖလားရခဲ့ပြီဆရာမင်းက Harry Kane ထွက်ခွာပြီးမှ Spurs အသင်းကောင်းဆောင်ယာရုကိုဆက်ခံခဲ့ပြီးအသင်းမှာဆက်လက်တင်ကျန်နေခဲ့သူပဲဖြစ်ပါတယ်အသက်32နှစ်အရွယ်ရှိပြီဖြစ်တဲ့ဆွန်ဟာ Spurs အသင်းကို2015ခုနှစ်တုန်းက Liverpool အသင်းကနေပေါင်တန်း30နှစ်ရောက်ရှိလာခဲ့တာပါအဲဒီအချိန်တုန်းကတမိုင်းတစ်လျှောက်ဆွန်ရဲ့အပြောင်းရှိန်ဟာဈေးအကြီးဆုံးအာရှကစားမတစ်ယောက်ဖြစ်ခဲ့တာပါအခုဆိုရင် Europa League ဘောလုံးပွဲမှာ United အသင်းကိုတကောကောမရှိတဲ့အနိုင်ရရှိပြီး ယောပါလီဖလားကိုပထမဆုံးကံမြောက်ခွင့်ရတဲ့အာရှကစားသမားလေးဖြစ်လာခဲ့ပါပြီ။စပါအသင်းဝေးကွာနေတဲ့ဆိုလာအောင်မြင်မှုတွေကိုလည်း၁၆နှစ်ကြာမှပြန်လည်ရရှိအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့တဲ့အာရှကစားသမားလေးဆိုရင်သူပရိသတ်တွေအတွက်ဂေါ်ယုံမဆုံးနိုင်တဲ့အခိုက်အတန့်တွေပဲဖြစ်ပါတော့တယ်။ဟုတ်ကဲ့ပါဗျာ။ဗီဒီယိုလေးကတော့လောက်ပါမယ်။ နောက်နေ့မှလည်းအောက်ကစားနဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Aquarius Sport Channel လေးကို Like and Follow လေးလုပ်ထားပြီးတော့ဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာဗီဒီယိုကိုစုံးနေလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ